မြင့်တန်မရှိသူ့ဖေဆုံးသွားသည် အဖေကိုသူအားကိုသည်အဖေသည်သူ၏ရေတောင်းမြစ်ကြီးတစ်ခုဖြစ်သည် သူ၏အရင်အနည်းဆုံးသွေးသားတော်ဆက်သူမှသူ့ဖေဖြစ်သည်ပြည်သူပိုင်များတိမ်ပြီးနောက်ရပ်ပိုင်းတွင် သူ့ဖေဆုံးသွားခြင်းဖြစ်သည်ဆက်ယုံအင်ယာစသည်များအာလုံးတိမ်သွားသည်ဖြင့်သူတွင် နေရမရှိ သူ့အဖေကိုညီတယောက်လိုသဘောထားသောလူကြီးကငါတို့နဲ့လာနေဟုခေါ်သည် နေရမရှိတော့သဖြင့်သူသွား၍နေလိုက်သည်ထိုအခါတွင်ထိုပုဂ္ဂိုလ်ကြီးဒါနှင့်သူ တွေ့ရသိရတော့သည်အကယ်၍သူဟာယနေ့တိုင်ရှိနေသေး၍ပြန်လည်စဉ်းစားကြည့်မည်ဆိုတော့ထိုသို့တွေ့ခဲ့သိခဲ့ရခြင်းသည်သူဤပထမဆုံးနှင့်နောက်ဆုံးအမတစ်ခုသာဖြစ်သည်ဟု တွေးကောင်းတွေးမိထင်သည် သူအဖေကိုခင်သောလူကြီးကသူ့ကိုသူသားကဲ့သို့ပင်သဘောထားသည် စာဝင်းနေရင်မပူနဲ့ဟုဆိုသည် ဝယ်ရပြီးလိုချင်သည့်အလုပ်ရှာပေးမည်သို့မဟုတ်သူ့လုပ်ငန်းများတွင် လုပ်ချင်သောအလုပ်ပေးမည်အိမ်တောင်ပြုကျင်လျင် သူသားဖြင့်သဘောထားကသူကိုယ်တိုင်လိုက်တောင်းရန်ပေးကထိမ်းမြပေးမည်ဘာမှမပူနဲ့ဟူသောစကားကို မကြမကြပြောလေသည် သို့တော်သူကပူနေမိသည်ပူနေမိသည်မှာသူတွင်ဘာမှမရှိသောကြောင့်သာဖြစ်သည်ဘာမှမရှိသောကြောင့်ဘာပူဇရာရှိတယ်လဲဟုဆိုတော့ဘာမှမရှိသောကြောင့်ပင်ပူဇရာဖြစ်နေသည်ဟု၍သာ သူအနေဖြင့်ပြောရပေတော်မည်။သူဖေကိုခင်တော်လူကြီးကသာမပူနဲ့ဟုပြောလေရှိတော်လေ။သူသားကားမှုဘာမှမပြော။ပူကျင်ဘူး။ဒါပေမဲ့တိတ်တော်ထူးမှမဟုတ်ဘူးဟုဆိုသည်။အစပိုင်းတွင် သူကိုစကားပြောရမှပင်ကြောက်နေမိခဲ့သည်။သူဖေကိုခင်တော်လူကြီးကဒါအင်္ဂက်သားပဲ။ဘွဲလွန်တက်နေလား။စာရေးတဲ့စဖတ်တယ်။တစ်ပင်အောင်က ခုန်တန်းရမှထိုင်နေ။အင်ရှင်းကရေကန်ကိုကြည့်နေတတ်တယ်။ တခါတလေသူ့ခန္ဓာကားကိုပိတ်ပြီးရဲတောက်နေတတ်တယ်။ဒီတော့မင်းမလိုအပ်တာရှိရင်သူ့ကိုမပြောနဲ့။အန်ကဲအိမ်မှာမရှိရင်အိမ်ကလူတယောက်ကိုသာပြောဟု ပြောပြီးသူ့ကိုမိတ်ဆက်ပေးသည်။သူဘာပြောရမှန်းမသိခဲ့။သူတို့သားဖလို့မဟုတ်။သူ့ပေရှိတဲ့ငါသူ့ကိုအမြဲအရေးတကြီးကြီးကြည့်နေတတ်သည်။သူ့အတွက်အစအစစီမံထားသည်။ဘွဲရရင်အိမ်တော်ပြုရန်အတွက်ပင်မင်းကြီးသမီးတအုပ်နဲ့သူ့ကိုမြန်းထားသည်။သူတို့ချင်းချစ်နေကြသည် သူ့ပြေဆုံးပြီး၍ကိစ္စဝဝပြီးသွားတော့အခါသူ့ကိုမညွတ်တော့ကောင်မလေးကတာမဟုတ်ကောင်မလေးအဖေမေများကလည်းမတိမတသူ့ကိုပတ်ထုတ်လာကြသည်ထို့အခါသူ့တွင်တစုံတစ်ခုသောဝေဒနာပေါ်လာသည်ရင်ကွဲတဲ့ဆိုတာဒါပဲလားဟုသူ့ပတာသူတွေးကြည့်မိသည်သူ့တွင်တိုင်ပင်စရာဆို၍အကိုဟုသူကားခေါ်တော့သူ့ဖေကိုခင်သောလူကြီးဤသားသာရှိသည်တညနေ့ခင်းတွင်တစ်ပင်အောက်ကခုံတန်းရားတွင်ထိုင်းနေသော ထိုလူကြီးဒါကို သူပြောပြမိသည်အစတွင်တော့သူကဘာမှပြတ်မပြော သူပြောခြင်းတည်းများပြောပြီး၍အတော်ကြာသည့်တိုင်ဘာမှမပြောသေးသူကို ခမရကူးဆိုင်ပြီးနားထောင်ကြည့်စမ်းဟုပြောသည်ဘာနားထောင်မှမီကိုမသိအတော်ကြာမှ တိတ်ဆိတ်နေတဲ့အတန်ကိုနားထောင်ကြည့်စမ်းဟုထပ်ပြောသည်တိတ်ဆိတ်တဲ့အတန်ဟာဘလို့နေတယ်လဲဟု သူတခါမှမစဉ်းစားမိဘာသာမှမကြားရ ။ဘာမှမရှိသောအတန်ကိုမြည်သွန်းနားထောင်ကြည့်ရမလဲဟုသူပါတာအကြကြီးတွေးနေမိသည်။အတော်ကြာမှဘာမှမရှိခြင်းရဲ့ရှိနေခြင်းကိုသိဖို့လိုတယ်ဟုပြောသည်။သူ့ဖို့မှမူဘာမှမရှိခြင်းသည်ဘာမှမရှိခြင်းသာဖြစ်သည်။သိစရာဟုတခါကားမှမတွေးမိ။မောင်ဤပြောလာချိန်မှာတော့သူ့ဖေကိုခင်သောလူကြီးဤသားကဝေဒနာရှိတာကောင်းတယ်ဟုဆိုသည်သူ့ဖို့နားလဲရန်ခတ်တယ်လို့ တိကန့်နေရန်လဲအတော်ခတ်သွားသည်ဘလို့လို့ကောင်းနိုင်ပါမလဲအကိုရဲဟုတွယ်ဝိုက်ကတန့်ကျင်စကားဆိုလိုက်မိသည်ဖူကာတွင်မှသူ့ဖေကိုခင်သောလူကြီးဤသားကသူ့ကိုအရှိတိရှင်းပြသည်ခမည်းမမရှိတာကိုခံစားနိုင်တဲ့ရေသွေးမျိုးမရှိဘူးမရှိတာဟာဂုံရေတစ်ခုရဲ့လို့ခမည်းနားမလည်သေးဘူးဒီတော့လေရှိတာနဲ့မရှိတာကိုမကွဲပြားတော့ဘူးအခုခမည်းကထင်းနေတဲ့ဝေဒနာဆိုတာကလည်း ရှိမှမရှိပဲခမားကတည်းရှိတယ်လို့ထင်နေတာဖြစ်ပြက်နေတဲ့ဖြစ်ပြက်တွေတဲကတခုခုကို ခမားကရွေးထုတ်ပြီး ခမားရဲ့စံတခုခုနဲ့တိုင်းထွာတာပဲဒီတော့ခမားဖို့ဝန်နဲ့တရားဖြစ်မယ်မဟုတ်ရင်လည်းဝန်တတရားဖြစ်မယ်တကယ်တော့ခမားပါတာလုံနေတာကြီးပဲအဲ့ဒီဝန်နဲ့တရားဆိုတာကြီးကရှိမနေဘူးဒါပေမဲ့ခမားကအဲ့ဒီလိုခံစားလိုက်မိတာကောင်းတယ် ခံစားလိုက်ပြီလို့လေခမည်းဟာတကယ်ကိုရှိနေတယ်ဆိုတာပေါ်လွင်လာတော့တာပဲမဟုတ်လားခမည်းသာမခံစားမိဘူးဆိုရင်ဘသူကခံစားတယ်ဆိုတာကိုခမည်းပြ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 သိမှာမဟုတ်ဘူးဒါကြောင့်ဝေဒနာရှိတယ်ဆိုတာကောင်းတယ်လို့ကျွန်တော်ပြောတာခံစားလိုက်ရတာတခုခုရှိတဲ့အတွက်ခမည်းရဲ့ရှိနေမှုဟာခမည်းရဲ့တိမှုအထဲမှာခိုင်မာလာတာပဲတကယ်မရှိတာတခုကိုတကယ်ရှိနေတာတခုကတိမှတ်ပြုတ်လိုက်တာပဲသူ့အဖေကိုခင်တော့ လူကြီးသာပြောသည့်များကိုသူတကယ်နားလဲသလားနားလဲသလိုလိုနဲ့မလဲဘူးလားဆိုသည်ကို သူမသိတခုသာတတိထားလိုက်မိသည်သူရှိနေသည်ဆိုခြင်းသာဖြစ်သည်သူကိုယ်သူတခါကားမှမစင်စားမိသူအသက်ရှင်နေခဲ့သမျှသောကာလတစ်ခုလုံးတွင်သူသည်သူ့ဖေဘော်တွင်အရာရာပုံအပ်ထားသည့်ကဲ့သို့ဖြစ်နေခဲ့သည်သူ့ဖေကအင်ဂျင်နီယာကျောင်းတက်ဆို၍သာအင်ဂျင်နီယာကျောင်းတက်ခဲ့ရသည်သူတွင်အင်ဂျင်နီယာဖြစ်လို့သောရည်ရွယ်ချက်မရှိခဲ့ဘူး သူယူဖို့မိမဆိုဒီကိုပင်သူ့အဖေကစီမံပေးခဲ့သည် သူ့အဖေကိုလည်းယခုလိုယုတ်ချီးတည်သွားမည်ဟု သူတခါကမှ မထင်မိခဲ့ဘူးသူတို့ပစ္စည်းဥစ္စာဝဝလည်းခုလိုရပိုင်းတွင်ပျောက်ကွယ်သွားလိမ့်မည်ဟုသူကတွေးမြပင်မကြည့်ဘူးခုမှပင်သူမြင်တယ်သူအတွေ့အထဲတွင် သူဤရှိနေခြင်းပုံရိပ်ပေါ်လာသည်သူရှိနေခြင်းမှာပုံရိပ်တသက်မဟုတ်တကယ်ဖြစ်နေခြင်းသာဖြစ်သည် တကယ်ဖြစ်နေခြင်းတကယ်ရှိနေခြင်းသည်အဘဲကြောင့်သူ့ဘဝတစ်လျှောက်လုံးတွင်ပျောက်ဆုံးနေခဲ့ရသည်ဆိုခြင်းကို သူ့ဘာသာတွေ့ကြည့်မိသည်အဖြစ်မထွက် သို့တော်သူသည်သူ၏လူဖွဲ့စည်းအတွင်သူ၏ပတ်ဝန်းကျင်အတွင်ပျောက်ဆုံးနေခဲ့သည်မှာကြာခဲ့ပြီပဲယခုမှသာသူသည်တည်သွားတော်သူအဖေနှင့်သူ၏အကြာမိသို့ကြွားချနေပါသည်လဲဟု တွေးကြည့်မိသည်ထို့အခါအသက်ရှိခြင်းနှင့်မရှိခြင်းကြွားချသည်ကလွဲ၍ပျောက်ဆုံးနေခြင်းမှမူ အတူတူပင်ဟုသိရှိလာရတော့သည်ထိုနေညာကသူအိပ်၍မပြောဘဝဆိုဒီမှာဖြစ်စဉ်အတွင်းမှာဖြစ်ပျက်များပဲဟုသူတွေးလာလိုက်မိသည် သူဖေကိုခင်သော လူကြီးတို့တားဖကြားတွင် တွေ့တာမှုများ မရှိကြဘူးလားဟု၍လဲတွေးကြည့်လိုက်မိသည်တစ်ချိန်တည်းမှာပင်သူဖေကိုခင်သော လူကြီးတို့တားဖကြားတွင် တွေ့တာချင်းခင်တွေ့ချင်းစသည့်များထက်နားလည်မှုရှိခြင်းကိုသူရိပ်စားမိလာသည် လူနှင့်လူတို့၏အကြမ်းမှာ လူနှစ်လူတို့၏အကြံမှဆက်ဆံရေးမှနားလည်မှုသာလိုပါကလားဟုသူမြင်လာမိသည်သူ၏အခြေအနေမှာဘာနားလည်မှုမှမရှိသောအခြေအနေတရတာဖြစ်သည် သူကအရာရာအပေါ်နားလည်မှုမရှိတဲ့ကဲ့သို့အရာရာကလည်းသူ့အပေါ်နားလည်နေကြသည်မဟုတ်သူ့ဖေတီပင်သူ့ကိုနားမလဲတော့သူ၏အခြေအနေမှာဘာနားလည်မှုမှမရှိသောအခြေအနေတရတာဖြစ်သည်သူကအရာရာအပေါ်နားလည်မှုမရှိတဲ့ကဲ့သို့အရာရာကလည်းသူ့အပေါ် နားလဲနေကြသည်မဟုတ်သူ့အဖေဒီပင်သူ့ကိုနားမလဲခုတော့သူလဲသူ့အဖေပေါ်ကိုနားမလဲနိုင်တော့အဖေကိုသူ့ဘာကြောင့်သူ့ဘဝနဲ့ပတ်သက်၍အလုံးစုံပုံအပ်လိုက်မိခဲ့တယ်လေသူ့အဖေကရောဘာကြောင့်သူ့ဘဝနဲ့ပတ်သက်၍စီမံပေးချင်နေတာလဲအဖေကိုယ်တိုင်သူ့ကိုယ်သူပိုင်တာမဟုတ်ဘူးသူပိုင်နေထင်နေတာတွေကိုလည်းမပိုင်တော့ဘူးခုဆိုသူ့မှာအဖေဆိုတာမရှိတော့အဖေမရှိတော့ဘူးဆိုတာအပြင်အဖေဆိုတာဘာ မရှိတော့ဘူးတခုပဲရှိနေတော့တယ်မရှိဘူးဆိုတာပဲရှိနေတော့တယ်ဟု သူတွေးလာမိတော့သည်မိုးလင်းရင်အကိုကိုမယုံမှပဲဟု တွေးနေရင် သူမေ့ကနေအိပ်ပျော်သွားသည် အကိုနဲ့သူတို့နှစ်ယောက်သာနန်းတိတာတွင်သွား၍ဘီယာတောက်ကြသည်အကိုကကြာတပရိနေညများတွင်ဘီယာသွားတောက်လီရှိသည်သူနေညာကတော့သူ့ကိုပြင်းရင်လိုက်ခဲ့ပါလားဟုခေါ်သည်ပြင်းသောကြောင့်မဟုတ်တော့လဲ သူလိုက်သွားမိသည်သူတို့နှစ်ယောက်သာဘီယာတစ်လုံးစီတောက်ပြီးသောအခါ အကိုကမင်းကြီးတမီနဲ့မင်းနဲ့ကိစ္စကိုဖေဖေကသူဝင်ပြောဆိုပေးစေခြင်းတလားလို့ငါ့ကိုမေးတယ်ဟုစကားသသည်ယခင်ငါဆိုရင်ဘသူကဝင်လို့ပေဖေကောင်းသည်ဟုသူမြင်သည်ယခုတော့ကောင်းခပြလိုက်မိသည် အကိုကဗမာထက်မပြောဘဲခေါင်းငိမ့်၍ပြုံးပြနေသည်ပြီးမှဇဝဲတို့ကောင်းကလေးကိုလက်ညှိုးထောင်ပြလိုက်သည် သပွဲတိုးကောင်ကလေးကအကိုရှိတွင်ဝီစကီတစ်ပတ်နှင့်ဘီယာတစ်လုံးချပေးလိုက်သည် သူကိုရိုးမလောက်မေးသောအခါသူကခေါင်းခါပြလိုက်မိသည်အကိုကမူသူ့ထုံးစံအတိုင်းဝီစကီတစ်ပတ်ကိုတောက်ခါဘီယာအေးအေးကလေးနှင့်အသာမျောနေသည်အကိုရကျွန်တော်တို့တွေဘာဖြစ်လို့အခုလိုလူဖြစ်နေကြတာလဲဟုမေးလိုက်ရင်မိအောင်တွင်ပြန်နေသောဘိုးကောင်ကလေးများကိုငေးကြည့်လိုက်မိသည် အကိုကဘာမှမပြောသေးပဲအတော်ကြောင်ငြိမ့်နေသည်ပြီးမှဘာကြောင့်မှန်းတော့မသိဘူး ကံကြောင့်ပဲဖြစ်ဖြစ်သာဝရဘုရားကြောင့်ပဲဖြစ်ဖြစ်တိုက်ဆိုင်မှုကြောင့်ပဲဖြစ်ဖြစ်ဘာကြောင့်ဖြစ်တယ်လို့လက်ခံကျင်တယ်လို့လက်ခံနိုင်ပေတဲ့ဖြစ်နေတယ်ရှိနေတယ်ဆိုတာကိုတော့မငင်းနိုင်တော့ဘူးရှိနေတဲ့အတွက်ပျောက်ဆုံးခြင်းဆိုတာပေါ်ပေါက်လာရတာပဲဟုအကိုကပြောပြသည်သူကသူအိမ်မက်ထဲမှလန့်လို့လာတယ်လို့ဖြစ်သွားမိသည်အကိုပြောသောစကားများမှာအရင်ကလိုပင်နားလည်ရန်ခတ်နေသည်ဘလို့ဘလို့ဟုစီစဉ်မထားပဲ သူ့ပသက်ထဲမှထွက်သွားသည်အကိုကပြုံး၍သာနေသည်မင်းဖစ်ဖေရှိသေးသလားဟုသူ့ကိုမေးသည်မရှိတော့ဘူးဟုသူချက်ချင်းပင်ပြေးလိုက်သည်မရှိတော့တာဟာပျောက်ဆုံးသွားတာမဟုတ်ဘူးမရှိတော့တဲ့အတွက်ပျောက်ဆုံးသွားစရာမရှိတော့ဘူးဟုအကိုကသူ့ကိုပြောပြရင်မဟုတ်ဘူးလားဟုသူ့ကိုမေးသည်သူဘာဖြစ်ရမှန်းမသိကျွန်တော်တော့နားမလည်ဘူးအကိုဟုပြန်ပြောလိုက်မိသည်အကိုကသပွဲတို့ကောင်းကလေးကိုလန့်ကြည့်ရင်သူ့ကိုလက်ညှိုးထိုးပြလိုက်သည် ကောင်းကလေးကဘာမှသူ့ကိုမမေးတော့ပဲဘီယာတလုံးချပေးလိုက်သည်။သူကဘီယာခွက်ကိုယူရဲတငုံငုံနေစင်မှာပင်ကိုကပြောသည်ခုဆိုဒုနှစ်ယောက်တန်းဟာအိမ်မှာမရှိကြဘူး။ဒီတော့ဒုနှစ်ယောက်ဟာအိမ်မှာပျောက်ဆုံးနေတာပဲပေါ့။ဒီမှာဒုနှစ်ယောက်ရှိနေတယ်။ဒုနှစ်ယောက်ဒီမှာရှိနေလို့အိမ်မှာပျောက်ဆုံးနေကြတာပေါ့။ဒုသားအစကလေးကအိမ်မှာရှိမနေခဲ့ဘူးဆိုရင်ဘယ်လိုလုပ်ပြီးပျောက်ဆုံးနေမလဲမဟုတ်ဘူးလား။ ခုတစ်ကြိမ်တွင်မူသူကခက်လက်လွယ်ပင်အကိုကိုကောင်းညိပြလိုက်မိသည်အကိုကစကားပြောသည့်ကိုနားလိုက်ရင်သွယ်တို့ကောင်းကလေးကိုလက်ညိုးတစ်ချောင်းထောင်ပြလိုက်ပြန်သည်မကြမီသွယ်တို့ကောင်းကလေးကအကိုအတွက်ဝစ်စကီတစ်ပတ်နှင့်ဘီယာတစ်လုံးယူလာပေးသည်အကိုမှပူပင်တော့ကမရှိသူဟုခေါ်အမိသို့မဟုတ်ပူပင်တော့ကမရှိအောင်နေနိုင်သူဟုခေါ်ကောင်းခေါ်ရမည်အကိုသာမဟုတ်အကိုအဖေသူ့အဖေကိုခင်တော်လူကြီးလဲအကိုတို့လိုပင် ူတို့တွင်ပိုက်ဆံရှိသည်ဖြင့်မကြောက်မကြနေနိုင်ကြသည်လားဟုသူမကြမကြတွေးကြည့်မိဘူးသည်မဟုတ်အကိုတို့သားဖတ်နှစ်ယောက်စလုံးမှာသူနီးသူဟန်ကိုစီဖြင့်နေစဉ်ဘဝအတွင်းလိုက်ပရှင်တန်နေထိုင်နေကြသူများဖြစ်သည်ပိုက်ဆံရှိရင်စိတ်ချမ်းသာမြေကိုထင်တော်သူဖေကိုတရိယာလိုက်မိသည်အဖေးတွင်တောကမျိုးစုံဖြင့်အသက်ရှင်နေခဲ့သည်ချမ်းသာအောင်လုပ်နေရသည်မှာဖေဘဝဤနေစဉ်တောကများအနက်မှတစ်ခုဖြစ်သည် အမေသုံးကလေးကအဖေတွင်ကာမဂုဏ်ခံစားရင်ဘဝကိုအပန်းဖြစ်သည်ဆိုခြင်းမျိုးပင်ရှိပုံမပေါ်အလုတ်ကိစ္စအလုတ်သမားများကိစ္စသတိများနှင့်သူဘဝရှေ့ရေးအတွက်ပင်အဖေကပူပန်ပေးနေရရှာသည်ပိုက်ဆံဆိုဒီမှာဘဝရတ္တိယံအကြောင်းကြမဲ့နေနိုင်သောအကြောင်းတစ်ခုဖြစ်ကောင်းဖြစ်မည်တောကမရှိဘဲနေတတ်ယံလမ်းပြပေးနိုင်သည်မဟုတ်အဖေကိုတရိယာမိတိုင်းအကိုတို့သားဖာကိုသူ့အနေဖြင့်လေးစားလာမိသည် ကိုရသားဖမှာပိုက်ဆံရှိသောကြောင့်သာစိတ်ချမ်းသာနေသူများမဟုတ်ဒီမှာတေချာလာသည်တဖြည်းဖြည်းဖြင့်ကိုရသားဖ၏ပုံရိပ်များကြည်လင်းလာသည်သူတို့သည်ရှိခြင်းနှင့်မရှိခြင်းကိုနားလည်သူများသဘောပေါက်နေကြသူများဖြစ်သည်အာလုံးအသိပြင်ထားပြီသူများဖြစ်သည် ပြစ်ချခံထားရသောဘဝဤရှိနေခြင်းကိုလက်ခံထားပြီသူများဖြစ်နေကြသည် သူကအကုတ်ကိုလန့်ကြည့်လိုက်မိသည် အကိုဒီမြစ်တစ်ဖက်ကမ်းမှာမိအောင်ပြပြလေးများကိုကြည့်နေပုံရသည် သူကသဝဲတိုးကောင်ကလေးကိုဘီယာတလုံးထပ်မှလိုက်သည်ဘီယာပလင်းတဝက်ကကုန်သွားသောအခါအကိုကတကားတခွန်းပြောလိုက်သည်ဘဝဆိုတာဒါပဲသူနားတဲ့တွင်ဘဝဆိုတာဒါပဲဟုသောအတန်များပဲတင်ထက်လာသည်အကိုကနောက်ထပ်ဘာမှမပြောပဲမြစ်ဤတစ်ဖက်ကမ်းကိုသာကြည့်နေပြန်သည်သပွဲတိုးကောင်ကလေးမှခက်လန်းလန်းတွင်ရက်ရင်တွေ့ဝင်းနေပုံရသည်မှန်တယ် ဘဝဆိုတာဒါပဲဆိုတော့ချက်ကိုစန့်ကျင်ညင်းဆိုခြင်းမရှိဘဲသူလက်ခံလိုက်မိသည်ဒါပဲဟူသောချက်သည်သကလုံးအဖြစ်မှတိမှုအတွင်နေထားများပြောင်းလဲသွားသည်တိမှုသည်တကယ်ဘဝနှင့်အိမ်မက်အတွင်မြည်၍မြည်မြကွာခြားမှုရှိသည်ကို သူမပြောနိုင်ပြောနိုင်ရန်လည်းလိုအပ်လိမ့်မည်မဟုတ် ဖန်ကွက်ထဲမှဘီယာလက်ကျန်ကိုတောက်လိုက်ပြီးနောက်ထိုင်ရမထားလိုက်ပြီးအခုကျွန်တော်စောင့်မနေနဲ့တော့အခုအခုပြန်ညင်တဲ့အချိန်ကြာရင် ပြန်တော့ဟုပြောလိုက်မိသည် အကိုကသူ့ကိုတစ်ချက်ပြုံးပြလိုက်ပြီးမြစ်တစ်ဖက်ကမှမိရောက်ကလေးများကိုသာကြည့်နေသည်သူသည်စိတ်ခန့်ဘောပေါ်တွင်ငါးများနေသူများကိုရှောက်ရကြည့်လိုက်မိသည်မိုးချုပ်လာပြီးဖြစ်၍တမန်စိတ်တွင်တမန်တစ်စင်းသာရှိတော်သည်တမန်ပေါ်တဲ့ရန်နွန်တဲ့တွင်ကဲလုံးကလေးများချထားသည်သူသည်ကဲလုံးကလေးများပေါ်တွင်ဂယုတဆိုင်ရှောက်လာခဲ့ပြီးတမန်နာရောက်တော်တမန်ပေါ်သူမတက်တော့ပဲစိတ်ထသောညှက်ဖနက်ကို ကြောက်တုံးကလေးအပေါ်တွင် ချွတ်ထားလိုက်တော့သည်တမန်သမားကထပလက်အုပ်ထုပ်ဆောင်ရင်ငိုက်မြင်နေသောမျက်လုံးစုံဖြင့်တေးသေးချာချာကြည့်နေသည် သူကနွန်တဲသို့ဆင်းရှောက်လိုက်သည်ခါလက်အထိရေရောက်လာတော့ကဝတ်တာသောအင်ကြီးကိုချွတ်ပြီးရေထဲသို့ပင်ပြစ်လိုက်သည်တမန်သမားကဟေးလူဟေးလူဟုလန့်ခေါ်တန်ကြားလိုက်ရမည်သည်သူသည်ပင်လယ်ဝါရှိရာသို့လက်ပြကူးနေလိုက်မည်သည် သူခလန်းလန်းသို့ရောက်သွားသောအခါတွင်မူတမန်သမားသည် ထိုင်မထလာပြီးသူချွတ်ထားခဲ့သောဖနက်ကိုသူချက်တော့နဲ့တော်မတော်စမ်း၍ဝစ်ကြည့်နေသည်။သူအမှုရေကူးနေရင်ကိုရှိရသူလန့်ကြည့်လိုက်မိသည်။အကိုနှင့်သဝဲတို့ကောင်းကလေးတို့ကသူ့ကိုအားပေးသည့်သဘောဖြင့်လက်ကိုဝေးရမ်းပြနေကြသည်ဟုသူမြင်မိသည်။သူသည်တပြေးပြေးချင်းကန်းနှင့်ဝေခဲ့ပြီ။မကြမီလက်ပန်းကြလာသည်။သူအမြင်များမှမှုံဝါလာသည်။အိမ်မဆိုးတွင်မှနိုးထရန်အာယူနေရသည်လို့ဖြစ်လာသည်။များမကြမီအတွင်အရာရာမှငြိမ်သက်သွားတော်သည် အကယ်၍တချင်းချင်းတခါခါတွင်အကိုဟုသူကခေါ်သည်သူ့ဖေကိုခင်တော်လူကြီးသားကိုတဦးတယောက်ယောက်ကသူ့အကြောင်းမေးလေတော့အကိုကခုဒီမှာသူမရှိဘူးဟုပြောပြမိမှသိကြသည် စတိုင်တက်မဂဇင်းအမှတ်132မေလ2005